ကုန်တိုင်းဂုံးတရာအစင်းကလေနော်ကားတိုက်ခံရတဲ့အမျိုးသမီးရဲ့အကြောင်းပြောပြမယ်။တေချောင်းကျန်းသာတော်တို့အခုနော်ကိုကိုတောင်မှနော်နှစ်နှစ်ကာကမချစ်လို့လမ်းဘေးမှာချသွားတဲ့ကောင်းအတွက်နဲ့များကိုကိုကိုတော့ကပ်ပြီးတရားလဲဆိုပြီးကိုကိုရီးယားကျောင်းကျောင်းမှလေးရှင်းနစ်ရွယ်ကျောင်းလူလေးကိုဆရာမနေပြီးတော့ကားနဲ့ထိုးကိုလာဒါနဲ့ထိုးပြီးတော့တတ်ချလိုက်တာ အားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမခုတင်ဆက်ပေးမဲ့သတင်းလေးကတော့နော်ဘိုင်းမမပြန့်နေနေတယ်နော်ရန်ကုန်မှာဖြစ်သွားတဲ့ရွှေကုန်းတိုင်းတရားစင်းမှာနော်ကောင်မလေးတယောက်နော်ကားနဲ့ကြိတ်ခံရတယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါရရှင်ကောင်မလေးကဆိုရင်နော်ချစ်သူကောင်လေးနဲ့စိတ်ဆိုးစကားများရမှာနော်ကားပေါ်ကနေဆင်းနေခဲ့ပြီးတော့နော်သူကကောင်လေးကိုအရန်စိတ်ဆိုးပြီးတော့နော်ကိုကိုကိုတေချောင်းချက်မှုဆိုပြီးတော့နော်ကားလမ်းပေါ်မှာအိပ်ပြီးတော့နော်ကားတက်ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ်လေးကိုပြောပြလာတဲ့အကူတယောက်ရဲ့ view file လေးပဲဖြစ်ပါရရှင် ဘူးဒုတာလည်းရပြီ main ကလေးတွေအနေနဲ့တတိထားလို့ရအောင်လို့ပြန်လည်ဝင်မြလိုက်ချင်းဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုညီမနဲ့တူတူအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကဲရှင်တို့စိတ်ဝင်စားနေကြတဲ့ရွှေကုံတိုင်းဂုံတရာအစင်းကလေနော်ကားတိုက်ခံရတဲ့အမျိုးသမီးရဲ့အကြောင်းပြောပြမယ်လားစစ်စရာဘလို့လဲဆိုတော့ကကျွန်တော်အဲ့ကောင်မလေးကားတိုက်ခံရတဲ့ကောင်မလေးနဲ့ကောင်လေးနဲ့ကနော်ကလောကနေပြီးတော့ပြန်လာကြတာအဲ့ဒီရွှေကုံတိုင်းဂုံတရာရဲ့အစင်းနော်အဲ့ဒီရဲ့အစင်းမှာကားရက်ပြီးတော့ရန်ဖြစ်ကြတာ เนาะရန်ပြစ်ချတဲ့ခါကျကောင်မလေးကိုအဲ့သူ့လက်ကြီးအိတ်နဲ့เนาะအဲ့သူ့အထုပ်နဲ့ကောင်မလေးကိုထားပြီးတော့ဟိုကောင်ကမောင်းပြီးတော့ထွက်သွားတာထွက်သွားတဲ့အချိန်မှာကောင်မလေးကเนาะမနေ့ညနေ6နာရီလောက်ကဖြစ်တာဆိုတဲ့ခါကျရုံချင်းစိန်ကြီးရုံစင်းကြီးဆိုတော့ကားကလည်းရှုပ်နေတာเนาะအဲ့ဒီအလိုအချိန်နေမျိုးမှာကားကဟိုဟိုဘက်ကူလိုက်ဒီဘက်ကူလိုက်တယ်လုံနေသေးတယ်တဲ့သူများတွေပြောတာပေါ့เนาะအဲ့လိုလုံနေရင်းရနေပြီးတော့နောက်ဆုံးကြတော့ကားလမ်းမပေါ်မှာလှဲအိတ်ပလိုက်တာတဲ့เนาะကားကတိုက်ချင်လို့တိုက်သွားလဲ မဟုတ်ဘူးသူ့ဘာသူတေချောင်းကျန်နာတော်တို့ရေးနော်အဲ့တော့ဆက်စားချင်းအဲ့နားလေးမှာလေဘေးဆိုင်မှာရှိတဲ့လူတွေကလည်းဝိုင်းဆွဲမလို့ဆိုပြီးတော့သွားသေးတယ်လေအဲ့ဒီရှုပ်နေတဲ့အချိန်ပေါ့အေးရုံစင်းချိန်ကားလိုင်းရှုပ်တဲ့အချိန်ဖြစ်နေတဲ့အခါကျတော့အဲ့ခဏလေးတွင်ပါပဲလျှက်တစ်ပြက်ပြန်မှာပြို့ပြကွက်ကြီးဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားတာလေကမာလေးကလည်းငငယ်ချောချောလေးတဲ့ပုံထဲမှာလည်းလှတယ်ဖြူဖြူပွပွနဲ့တော့နော်အသက်ကလည်း23နှစ်ပဲရှိသေးတယ်တဲ့အဲ့တော့အမျိုးသမီးတွေကိုပြောချင်တာလေလေရှင်တို့ အဲ့တရုတ်ကဗီဒီယိုအတော်ထွားလေးအဲ့ကိုရီးယားကားတွေကအတော်ထွားလေးကိုကြည့်ပြီးတော့ရှင်တို့အဲ့တိုင်းဖလိုင်းနေနဲ့ဟိုကမာရောက်သွားမယ်ဒီကမာရောက်သွားမယ်ထင်ပြီးကိုကုတ်ကိုတော်ကပ်ပြီးမသေးချားနဲ့တော်တို့ရေအချစ်တစ်ခုလေအချစ်တစ်ခုဆိုရာကြားဒီရောက်ကြားနဲ့တွေ့ပြီးဒီလိုမျိုးချစ်လိုက်တယ်မလားချစ်စားခင်စားကျင်နာစားမှလည်းအလိုလေးဖြစ်ကြတာပြဿနာတွေလည်းအဲ့လိုခံစားချက်မျိုးတွေခံစားရတာပဲအဲ့ဒါနဲ့ပြတ်သွားပြီးနောက်တစ်ယောက်နဲ့ချစ်လဲအဲ့ဒီတော့ကအတိုင်းနဲ့ခံစားရတာပဲအဲ့တော့အချစ်ဆိုတာဘယ်အချိန်မှပဲပွင့်ပွင့်ပွင့်လန်းလာပြီးတော့အဲ့လိုမျိုးချစ်နိုင်တဲ့အစွမ်းအားတွေရှိတယ် နိုင်ငံသားမှာဖိုးကြီးဖွားကြီးတွေပဲကြည်လိုက်တော့တော့ကေကန်နီးမှာเนาะကင်ယူမြောက်ကားအဲ့ယူကြတာလေအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့တော့ဒီအချက်တည်ဒီကိုယ့်ရဲ့ဘဝမဟုတ်ဘူးเนาะကို့ကိုတောင်မှเนาะနှစ်နှစ်ကာကာမချစ်လို့လမ်းဘေးမှာချသွားတဲ့ကောင်အတွက်နဲ့များကိုကိုကိုတော့ကပ်ပြီးတရားလဲဆိုပြီးကိုယ့်ရဲ့နော်မိဘကလည်းစိတ်တော့ကားတယ်ပြီကိုအားသာတော့ကေသွားနောက်ကမိသားစုတွေကလည်းအဲ့တသားသားဖြစ်ပြီးတော့ကြံခဲရတာနော်ဘာမှမဟုတ်တဲ့ဟာအတွက်နဲ့ဘာမှမခံစားနိုင်တဲ့နောက်ဆုံးကြတော့ ဂျားတဲ့အချောင်အပြစ်မရှိတဲ့ကာသမားဒီမဲ့ခိုင်းထားအောင်ပါနော်သူများကိုဒုက္ခပေးပြီးတော့မှတော်ကေသွားကြတာဤအဲ့လိုမျိုးကိုယ့်အကိုဒီမဲ့မခံစားနိုင်တော့လို့အဆုံးအဆုံးစီရင်မယ်ဆိုလို့ရှိရင်မလုံနိုင်မလုံတာတော့အကောင်ဆုံးပဲတကယ်တကယ်အဆုံးစီရင်တယ်ဆိုလို့ရှိရင်ကိုယ့်အကိုလွတ်လွတ်ကင်းကင်းနဲ့သူများကိုဒုက္ခမပေးတဲ့နီးလန်းနဲ့ပဲကိုယ့်အကိုအဆုံးစီရင်ကြပါနော်အဲ့ဒီဘာမှမဟုတ်တဲ့အချစ်အတော်နဲ့ကိုလက်ဘဝကြီးထင်မနေနဲ့ ဘဝအစ်စ်တက်အရေးကြီးတဲ့အရာတွေလည်းအများကြီးရှင်တို့အိမ်အောင်တာတကယ်တမ်းပြုတ်ကြည့်လိုက်။နော်ရေးစားဘဝမှာအရာတွေကိုအဟုတ်တယ်မင်းအိမ်အောင်ပြုတ်ကြည့်ပြီးတော့မှမင်္ဂလာဆောင်ပြီးဘောဘတ်ကြည့်ဆိုပြီးတော့မှအဲလက်ဖွဲ့ခွဲတဲ့အချိန်ကနေစပြီးတော့မှရှင်တို့ရဲ့ဘဝကစတာနော်ကိုယ့်ဟာကို ဆုံးဖြတ်ကြဒါပဲဆဆုံမပူလို့လည်းအတုခိုးမှမှဆိုလို့နော်ဝင်းကလေးတွေညံ့နော်အချစ်သွက်ဆိုလို့ရှိရင်နော်ခုလိုမျိုးမယူရဲဆန်တဲ့လောက်ရဲ့မျိုးတွေလောက်ကြတာလည်းအများကြီးရှိကြတယ်ချင်းဒါကြောင့်မလို့နော်မျိုးသမီးတွေညံ့နော်ဒီအချစ်တစ်ခုတည်းသွားတယ်နော်ကိုယ့်ရဲ့အသက်ကိုစည်းတဲ့ထီတော့မလောက်ကြပါနဲ့ရှင်ကိုကခုလိုမျိုးလောက်ရဲ့လောက်သွားတယ်ဆိုပေမဲ့နော်ကြံခဲ့တဲ့မိဘတွေကနော်ကိုယ့်အတွက်ဘလောက်တောင်မှယဉ်ကျေးနေလိုက်မလဲရှင်ဒါကြောင့်မလို့မိန်းကလေးတွေအနေနဲ့လည်းနော်သမီးစားစိတ်ဆိုးရဆိုတာညံ့နော်စိတ်လိုက်မှမလောက်ကြပါနဲ့ရှင်နောက်ထပ်ဗီဒီယိုလေးကတော့ကိုရီးယားနိုင်ငံမှာဖြစ်သွားတာနော် ချီနှစ်ရွယ်ကျောင်းသူလေးကိုဆရာမကဓာတ်နဲ့ထိုးပြီးတော့နော်တော့ကတ်တဲ့အကြောင်းလေးပဲဖြစ်ပါလေရှင်။ဒီမောင်နဲ့တူတူစက်ကြည့်လိုက်အောင်နော်။ကိုရီးယားကျောင်းကျောင်းမှာလေရှင်းနေရကျောင်းလူလေးကိုဆရာမနေပြီးတော့တော့ကားနဲ့ထိုးကိုးလာဒါနဲ့ထိုးပြီးတော့တတ်ချလိုက်တာအဲ့ဒီရဲ့အကြောင်းပြောပြမယ်ဒီအမှုကကျတော့ဟိုတရကမှာစီရင်ချက်ချတာအဲ့ဒါကြောင့်မလို့ဖြစ်စရာကျတော့ဒီ2025 February လထဲမှာဖြစ်ခဲ့တာเนาะအဲ့တော့တည်ရပြီဆိုတဲ့အခါကျတော့ရှင်တို့ဒီအကြောင်းသိချပြန်ပြောပြမယ် ဖြစ်စင်ရမလို့လဲဆိုတဲ့ခါကျတော့အဲ့ဒီရဲ့အကြောင်းမှာဆရာမ2018လောက်ကတည်းကစပြီးတော့เนาะစိတ်ကြယောဂဝေဒနာခံစားနေရတာလေတော်တို့ကြီးအန္တမအော်အော်စိတ်ကြတာเนาะအဲ့နဲ့သူကနေပြီး2024နှစ်အကုန်လောက်မှာကျောင်းကနေပြီးတော့သူက6လခွင့်ယူတာเนาะ6လခွင့်ယူပြီးတဲ့အခါကျတော့သူကစေကန်းနေပါလိပြတော့အနိုင်ပါလို့လောက်တာနေမှာပေါ့ဆရာဝန်ကရက်20နဲ့သူကကျောင်းမှာအလုပ်ပြန်လုပ်ရပါတယ်ဆိုပြီးတော့ပြောလိုက်တာပြောလိုက်တဲ့အခါကျတော့သူက ကျောင်းကိုပြန်ရောက်လာရောက်ပေမဲ့ကျောင်းကသူ့ကိုစာမတင်ခိုင်းမှုเนาะဒူအမ်ကျောင်းအုပ်ပေါ့နော်ဒူကျောင်းအုပ်ကနေပြီးသူ့ကိုစာမတင်ခိုင်းမဲ့နဲ့အဲ့လိုရုံထဲမှာပဲ assistant လို့ပါလို့အဲ့လိုမျိုးတွေလောက်ခိုင်းတာလောက်ခိုင်းတဲ့ခါကျသူကအဲ့ဒီအတွက်တွေကိုလည်းမကျေနပ်ဘူးအဲ့ဒါတွေကိုလည်းစုနေတာပေါ့နော်စိတ်ကြယောဂနဲ့အဲ့ဒီဒီ ခုနပြောသလိုအဲ့လို jail less ကိုဘာလို့နေမှာပေါ့အေးမနာလိုတာတော့အဲ့လိုအိတ်တာမစ္စရာတွေလည်းပါလာတာနေမှာပေါ့သူများလေးစာတင်နေပြီးသူကမသိင်ရတဲ့ခါကြောင့်အဲ့လိုမျိုးနဲ့ဒီအခင်းမဖြစ်ခင်เนาะရက်အဲ့လိုရက်ပိုင်းနေမှာလဲဆရာတယောက်ကို level ညှက်လိုက်သေးတယ်တော့အေးအဲ့လာပြီးတဲ့ခါကျသူကကလေးလေးကိုမတတ်ခင်ပါလေသူကအဲ့ဒီအဲ့ဒီနေမှာပဲသူကနေလက်ခင်းမှာဆိုလို့ရှိရင်လည်းအဲ့အဲ့အเจ้าမှာเจ้าကအဲ့ကလေးကိုမတတ်ခင်တော့မှလဲသူကရှာလာဘာဘာလဲရှာလဲဆိုတော့ Google မှာအဲ့လိုမျိုးလူတက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲရှာတာပေါ့ကြီးအဲ့လိုတွေလဲရှာထားတာပြီးတဲ့ခါကျဘလို့ဒါနဲ့ဘလို့ထိုးရလဲဆိုတာဒါရဲ့ဟာတွေကိုလဲရှာထားလာတဲ့တော့ online နေမှာလေအဲ့ရနေပြီးတော့မှအဲ့နေလက်ကင်းချိန်မှာသူကကြောင်းကနေပြီးတော့ဓာတ်သွားဝယ်တာဓာတ်သွားဝယ်ပြီးတဲ့ခါကျသူ့ရဲ့အကြံစီမှာကျဘလို့လဲဆိုတဲ့ခါကျတော့ရတယ်တိလား အဲ့သူတယောက်တည်းတော့မသိဘူးပေါ့။သူကသူ့ကိုသူတက်သိမှာ။ဒါပေမဲ့သူ့ရဲ့မကျင်တဲ့ချက်တွေကိုလည်းသူကပြသွားခြင်းသေးတာ။အဲ့ကြောင့်မသူတယောက်တည်းမသိဘဲနဲ့တရားရက်ကိုတခုခုလှုပ်ခဲ့မယ်ဆိုပြီးတဲ့ခါကျလူကြီးတွေကိုမလှုပ်ဘဲနဲ့ကလေးကိုရွေးလိုက်တာ။နောက်သူ့ရဲ့အုံနောက်ထဲမှာကျအဲ့လိုမျိုးအဲ့နေရာကျတော့သူကဘသူရဲ့ကိုလုံးမတတ်မှာမဟုတ်ဘူး။ဘသူ့ကိုမှညှိုးထားတာလည်းမဟုတ်ဘူး။အဲ့ဒီနေမှာအเจ้าမှာနောက်ကျတဲ့ကလေးကို ခေါ်တာခေါ်ပြီးတဲ့ခါကျသူစာအုပ်ပေးစရာရှိလို့ဆိုပြီးတော့အဲ့လိုမျိုးပြောလာတဲ့လူမျိုးမြားခေါ်လိုက်တာပေါ့အေးဘလို့ကိစ္စလဲတော့သူတို့ပဲတင်ပါပဲအဲ့ကြမြားခေါ်ပြီးတော့အခန်းတစ်ခုတည်းကိုခေါ်သွားတာကလေးကိုအဲ့ချိန်မှာဒါနဲ့ကိုတက်လိုက်တာထိုးတက်ပြီးတော့သူကိုသူလည်းလဲပင်းလို့ပါတို့ဒါနဲ့လှီးတာလှီးပြီးတဲ့ခါကျတော့နော်အဲ့ဖြစ်စဉ်အဲ့မှာကြောင်းထဲမှာပဲဖြစ်လိုက်တာကြောင်းထဲမှာပဲနော်အဲ့နဲ့ကာသမားကကြတော့ကလေးလေးကကျူးရှင်ကိုသွားမှာ ကလေးပါမလားဆိုပြီးကျူရှင်ဆီယာမကို inform လုပ်တာเนาะအတိပေးလိုက်တာအတိပေးပြီးရခါကျကလေးကျူရှင်ဆီယာမနေပြီးတော့အဲ့ဒီကျောင်းသားမိပါကလေးလေးရဲ့မိပါတွေကိုလေကလေးရဲ့ရှင်းနေเนาะကလေးရဲ့မိပါတွေကိုအဲ့လိုဆက်သွယ်တာဆက်သွယ်တဲ့အခါကျကလေးပြောက်ကိုလိုက်စားကြတာ9နာရီနေ့9နာရီလောက်ပတ်ဝန်းကျင်လောက်ကနေပြီးတော့ဖြစ်စင်နေဖြစ်တာအဲ့9နာရီလောက်မှာလိုက်စားပြီးတဲ့အခါကျအဲ့ 6နာရီမထိုးခင်မှာပဲကလေးလေးနဲ့အိုက်ဆရာမနဲ့အိုက်ထဲမှာအခန်းထဲမှာလဲနေတာကြောင်းဟာအခန်းထဲမှာလဲနေတာကိုတွေ့တာတွေ့တဲ့ခါကျတော့အဲ့လိုစိတ်ရောက်နေပါလေပို့တဲ့အချိန်မှာဒီအဲ့လိုတတ်တမစိတ်ကြမှာကျတော့အဲ့လက်ရှင်းလာတဲ့ကလေးလေးကကျတော့ပေသွားတာအဲ့နဲ့အမှုတွေပါလေဖြစ်တဲ့ခါကျတော့အဲ့လိုတတ်တမကလေးမိပါတွေကနေလဲအဲ့လိုမျိုးပေတန်ချစေတင်တာပေါ့အေးအဲ့လိုမျိုးအဲ့မှာရင်အဲ့လိုတတ်တမအဲ့လိုချုပ်ထားတဲ့ဒီအချုပ်ကနေပြီးတော့သူကစာရေးရေးတာပေါ့ယူကန်နေ ဝင်တာပေါ့။ तू ကအဲ့လိုမျိုးဘလို့ဖြစ်နေလို့ပါသူ့ရဲ့ဟာတဲ့အတွက်လည်းနောင်တရနေပါပြီ။ဘာညာသူ့ရဲ့ဆက်ဆရာဝန်တွေနဲ့ဒီလိုမျိုးထောက်ခံချက်ကကြတော့စိတ်ကြဝေဒနာကိုလည်းခံစားနေရတယ်၊စိတ်တောက်နေရပါတယ်ဆိုပြီးအဲ့သေတန်းနေပြီးတော့တသက်တကြုံးမဲ့ကြသွားတာ။အဲ့ဒါကြောင့်မလို့စိတ်ကြတယ်ဆိုတော့စိတ်ကစိတ်နဲ့ပဲကုလို့ရတာဘသူကိုယ်စိတ်ကကိုကိုယ်တိုင်းမပိုင်တာပဲမလို့နော်ကိုကိုကိုအဲ့လိုမျိုးတစ်ခုခုဖြစ်နေပြီဆိုလို့ရှိရင်စေယောဟာဆရာဝန်နဲ့ပြရမှာတို့စကတ်ထွေးနဲ့ပြရမှာတို့အဲ့လိုမျိုးတွေကိုမရှက်နဲ့မကြောက်နဲ့ เนาะไอ้တဲ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 လေးတွေကနေစုပြီးတော့အကြီးကြီးတွေဖြစ်သွားလိမ့်မယ်အဲ့ဒါကြောင့်မို့သူများနဲ့တိုင်ပင်ဆွေးနွေးရမှာဖွင့်ပြောရမှာလို့လည်းမရှက်နဲ့နောက်ဆုံးစိတ်ကြယောဂအဲ့လိုပြတဖြည်းဖြည်းဆိုကိုကိုကိုအဆုံးစီရင်တာမျိုးတွေအဲ့ဆရာမကလည်းသူ့ကိုယ်သူအချိန်ချင်းစီရင်မှုတယ်တဲ့เนาะအဆုံးစီရင်တာမျိုးတွေအဲ့ဟာနေပြီးတော့ဘာမှမဟုတ်တဲ့ဟာနေပြီးတော့ပန်းဒီအနဲ့ထွင်ရမှာနေပြီးတော့ပစိမ့်နဲ့ပေါက်ရလိမ့်မယ်ရှင်တို့ရေเนาะအဲ့ကြတော့ကိုကိုတိုင်းတက်တည်သွားတာအကြောင်းပေါ့ဒီနာမည်လေးကလေးရတော့ပြီးသွားရချာเนาะ အဲ့ဒါတွေဖြစ်မှာဆိုလို့စိတ်ဆိုလည်းအဲ့လိုမျိုးတွေကုဖို့လိုအပ်တယ်ဖရာတရားကိုလည်းလုံတဲ့သလောက်လုံဖလို့เนาะအတိုင်းတာတစ်ခုเนาะအယုံအားကိုအဆုံးရအောင်လုတာမျိုးမဟုတ်ပဲねတချို့တွေကတော့ရှိတယ်ဟိုဘာမှပြင်းနေတာနဲ့လေဖရာတရားကြီးပဲလုံချင်အောင်စားနေတဲ့လူမျိုးတွေလည်းရှိတယ်တောင်းလို့ရင်အဲ့ကြတော့ကိုဘာလုံရမယ်ဆိုတဲ့အခါကိုကကိုစီးလေးစနစ်လေးနဲ့ဖရာဆိုလည်းဘယ်လိုလုံရမယ်အလုပ်ဆိုလည်းဘယ်လိုလုံရမယ်ကိုရဲ့ဟာနဲ့စကဂျူးနဲ့ကိုကကိုလုံ လေ့ကျင့်ငန်းအေးအစားမှန်အောင်နေလဲလောက်အလောက်ထက် stress တွေဆိုလဲအလောက်ကဟာနေအိမ်မတည်ပဲနဲ့အဲ့လိုမျိုးနေပြီးခါကြကိုယ်စိတ်ကို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 ကုဖို့လို့အရေးကြီးတဲ့အဲ့မှာဆိုလို့ရှိရင်စိတ်ကတခုခုအစွန်းရောက်နေဆိုလို့ရှိရင်တရားထိုင်တာတော့ဘာလို့အဲ့လိုမျိုးတွေလဲလုံးဖို့လို့လို့တယ်ပြီးတော့ကြာမိပါတယ်ဆိုလို့ရှိရင်လဲကိုသားသမီးတွေကိုနော်တင်ပေးထားဖို့လို့ဘသူခေါ်ခေါ်မလိုက်နဲ့ဆိုတာကပါလာပြီတချို့ကလေးတွေဆိုလို့ရှိရင်လဲအခုမရိမှုတွေပါတယ်ကြာတော့ကလေးသမီးလေးတွေမွေးထားရဆိုလို့ရှိရင်လည်းဘယ်နေရာလဲဆိုမထင်းနဲ့ဘယ်နေရာအဲ့ဒါတွေအကုန်လုံးကမိဘတွေနဲ့ဆရာဆရာမတွေနဲ့ပူးပေါင်းလှုပ်ဆောင်ရမှာအခုလူတက်တက်လူပါဆရာဆရာမဆိုတော့ အနမဟာဘာမှကိုမတွေ့ရပြဖားတောင်းကြံပေးရမှန်းတာမသိတော့ဆက်စုမပုလို့ရေနော်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်ရှင်တို့ကလေးမိပါတယ်ရောဒီစိတ်နဲ့ပတ်သက်တဲ့လူတွေရောနော်အကြံပေးတာပါဒီခုခုဆိုစင်ညာနိုင်အောင်လို့နော်ဒီ view လေးကတော့မိပါတွေအနေနဲ့လဲနော်တတိထားတင်နေရှင်နော်ကိုယ့်ရဲ့သားသမီးတွေကိုနော်သူများခေါ်ရင်လည်းမလိုက်ဘူးနော်သူများကဖျားယောင်းတွေးဆောင်နေဆိုရင်တော့မနော်မလိုက်ဘူးဆိုပြီးတော့နော်အိမ်ကနေပြီးတော့မှာကြားတင်ထားပေးဖို့လို့လဲရှင်ခုလိုမျိုးကိုကနော်ဆရာဆရာမှပဲဖြစ်ဖြစ်နော် ိမ်နီးနှားချင်းနေရာပဲဖြစ်ဖြစ်နော်ဒီလိုစိတ်မမှန်တဲ့သူတွေနဲ့လည်းနော်အတော်လာမလောက်ခိုင်းဘူးနော်ပေါင်းတင်ဆက်ဆံမှုတွေမလုပ်ဖို့ကိုနော်ကိုယ်ကလေးကိုမှားထားဖို့လိုတယ်နော်တတိထားခိုင်းမလို့လည်းရှင့်ခုလိုမျိုးဖြစ်သွားတာကအရန်ကိုမှစိတ်မကောင်းစရာနော်ဘာမှနားမလဲတိနေနော်လူမမဲ့ကလေးကနော်ဓာတ်ထဲကနေပြီးတော့နော်ခံစားရတာချင်းအမိဘတွေဆိုရင်လည်းနော်ဘလောက်တောင်မှယဉ်ကျိုးနေလိုက်မယ်နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနော်ခုလိုမျိုးယောဂရှိနေတဲ့လူတွေနဲ့နော်စိတ်မူမူနဲ့သူတွေရှိတယ်ဆိုရင်နော်ကိုကပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့သားသမီးတွေပဲဖြစ်ဖြစ်အတတ်နိုင်ဆုံးဝေးဝေးကနေတာရှောင်ခိုင်းကြပါရှင့် ညီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင့်နောက် view လေးမှာပြန်လည်ဆုံတွေ့ကြမှာရှင့်